တနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောပါတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံစကောင်းတဲ့အချိန်ကံတကားတွေပွင့်တဲ့အချိန်ရောက်လာတာမိပြက်နေရကနေမိလာတဲ့အချိန်မှာပျော်ဝသလိုမျိုးကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများကံကြမ္မာမှောင်အတိကျနေတာကနေပြီးတော့ကံကြမ္မာလင်းငနေကဲပွင့်လင်းတဲ့အချိန်တော့ရောက်ပါပြီအဲ့တော့ဝမ်းသာစရာကြီးဒါမျှော်တာပြီတော့ ကိုကိုမုံ့လှပါတယ်ဆိုတဲ့သူတွေကတော့ပြန်ပြီးပြုံးပြလာလိမ့်မယ်မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကအမလီခေါ်ခြင်းပြောခြင်းကြွေးခြင်းမွေးခြင်းဖြစ်လာပါလိမ့်မယ်ဆုံးပြီလို့အောင်းမိထားတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမဆွေလို့ပေါ်ကံပဲတွေနဲ့ပြန်လဲဆုံးစီရတတ်တယ်အကြောင်းကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေခဲ့တော့ထင်းကိုနေတော့လုပ်ငန်းဟောင်းတွေရည်ရွယ်ချက်ဟောင်းတွေအစီအစဉ်ဟောင်းတွေပြန်ပြီးတော့စူးစမ်းဖို့လေအချိန်တွေခွဲလန်းကောင်းနေပေါ်ပေါက်လာပါလိမ့်မယ် ကဲအဲ့တော့ကံတကားကတော့ပွင့်ပြီတင်းနေတွေသားသမီးမိတ်ဆွေများဒီတင်ဆရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကစူးစမ်းပြီးတော့အထူးသဖြင့်ဒီလိုကင်းမျိုးမှာလေရွှေတို့ရတနာပစ္စည်းလက်ဝတ်လက်စားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလှကုန်အလှပြင်ဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါးလှေလှဲလက်ဖက်လက်ဖက်ရည်ဆိုင်အဲ့ဒါမျိုးတွေပို့ပြီးတော့အောင်မြင်နိုင်ပါတယ်သားသမီးအောက်လည်းငယ်သားတပည့်ဒီပန်းအလုပ်သမားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတစ်ပင်ကြီးကြိုးရတတ်တယ် ကားတို့ယင်လို့စက်တို့နဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်အိမ်ဆောင်နေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်ရွှေရတနာပစ္စည်းလက်ဝက်လက်စားအစီအစဉ်များအောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်ဒီလိုဂိမ်းမျိုးမှာစတူကိစ္စစာချုပ်စာတမ်းစင်စရာကိစ္စလေးတော့နဲ့လေးတရိတာကဲအဲ့တော့တင်းငွေသားသမီးတွေဒီတလာတာမှာလေအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာကံရဲ့အပံမှုရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ခမင်းစားတဲ့ဇွန်ခင်းကခရင်လေးတစ်ချောင်းခမင်းစားတဲ့ခရင်လေးနဲ့ရောင်းရင်းတဲ့ပစ္စည်းမှန်လားမျှဆိုင်ခင်းပြီးတော့ပဲရောင်းတာဖြစ်ဖြစ်အိမ်ရောင်းချမ်းရောင်းကားရောင်းနွားရောင်းကြက်ရောင်းငှက်ရောင်းဆက်ရောင်းဆိုင်ရောင်းပဲဖြစ်ဖြစ်ရောင်းရင်းတဲ့ပစ္စည်းမှန်လားမျှနောက်လုပ်ငန်းသုံးပစ္စည်းမှန်လားမျှကိုယ်အလုပ်ရုံဆက်ရုံဆက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေဟလာအလုပ်လုပ်နေတဲ့ကားတွေဆိုင်ကယ်တွေစပိန်တွေနော်အဲ့လိုပစ္စည်းတွေကိုခရင်လေးတစ်ချောင်းနဲ့ တို့ပြီးတော့ခောက်နော်တို့မယ်ခောက်မယ်အဲ့ဒါလေးလုပ်ပြီးတော့ရောင်းမဘဝနဲ့ပွင့်ကြပါစေလုပ်ငန်းဆောင်တာတွေတို့ရကြပါစေဒီတလာတာမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကကဲအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရေးမယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မလဲဆိုရင်လေးကနန်းခုံကနန်းတွေဟာကို့အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ကဲဒီလိုကိန်းမျိုးမှာတနင်္ဂနွေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းညံခိုက်တွေကြောပါပြပြအောင်ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားဆောင်ရွက်စရာရှိတဲ့နေမျိုးကြရင် ကိုကြီးခောက်ဆွဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့တရင်လွေသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကျူပနာမူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့တင်းနေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံထူးတဲ့အချင်းចောင်းသားစကားနဲ့ပြောရရင်တော့ အောင်တတ်မြတ်တာမကနော်အောင်မှတ်မြတ်တာမကဂုံလူထွက်အောင်ကောင်းတဲ့အချိန်ဗီရင်ဆရာပြောတိုင်းဟာကြောင်ဆိုပြီးတော့တော့မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကစူးစမ်းနေဖြစ်မယ်လို့ပြောတာအဲ့တော့ကံကြမ္မာရွှေမိုးငွေမိုးကတော့ရွာပြီကိုယ့်ဘက်ကအယမီစူးစမ်းပြီးတော့လို့တိုက်တွန်းဟောကြားလိုက်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာစက်တူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေကောင်းတယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတင်ကြရေးတင်ယူရေးတင်တန်းကြောင်းကိစ္စတွေ အင်တာဗျူးရှောက်လွားဝင်ခွင့်အဲ့လိုကိစ္စမျိုးတွေနောက်မြေကိစ္စဖုန်းကိစ္စအမွေကိစ္စပြိဘောကပေပြောင်းပန်ပရိန်ပကြီးပဘူးအဲ့လိုလုပ်ငန်းမျိုးတွေပညာရဆိုင်ရာလုပ်ငန်းမျိုးတွေပညာရှင်ဖြစ်တဲ့ရက်တည်နေသောမိတ်ဆွေများအလွန်ကောင်းသောအချိန်တော့ရောက်ပါပြီဒီကိန်းမျိုးမှာမိမိဥဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတပင်းတွေလောက်ရတဲ့တံပိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်းနိုင်တတ်တယ်ဖျားဘူးခကြီးအကျိုးထူးမဲ့ခကြီးဝန်တာစရာခကြီးတွေလည်းတော့ရတတ်တယ်သတိပြုစရာက သားသမီးအောက်လငယ်သားအလုပ်သမားကိစ္စနည်းနည်းလေးစိတ်ရှုပ်ရတယ်။နောက်ကို့အတွက်အလွန်ကောင်းမိမဲ့ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ကံပြတ်တို့တော့နည်းနည်းလေးပူပင်တော့ကလေးဒီမြင်ရတတ်ပါတယ်။ခရီးလူကင်းမျိုးမှာဒိုင်းလာသားသမီးတွေကံရဲ့အပါမှုရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဒါပဲရောင်းရင်ရောင်းရင် ဆိုင်ခင်းပြီးရောင်တာပဲဖြစ်ဖြစ်အိမ်ရောင်ချိုင်ရောင်ကားရောင်ဝါရောင်ကြားရောင်ငါးရောင်ပဲဖြစ်ဖြစ်ကြဲရောင်ဝဲရောင်ဆက်ရောင်ပဲဖြစ်ဖြစ်ဆိုင်ငန်းရောင်ညင်တာပဲဖြစ်ဖြစ်နောက်ဘာလုပ်ငန်းမဲ့လုပ်လို့မိမိတို့ရဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းခမင်းစားတဲ့ဇွန်လေးတစ်ချောင်းနဲ့ပြင်တော်တဲ့ဇွန်လေးနဲ့တို့ပြီးခောက်ပြီးတော့ဆူတော့မှဒီနေ့ကိုအတွက်ဒီလိုလာမျိုးမှာဒီလိုကိန်းမျိုးမှာကိုအတွက်ကံကောင်းလိုက်ခွင့်စီမဲ့နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဟာလာဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီတတ်မှတ်မယ်ဆိုရင် တိကနန်ငါးကနန်နေဟာကိုအတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်။ကဲဒီလိုဂိမ်းမျိုးမှာတိုင်းလာသားသမီးတွေကံရဲ့အပါမှုရရှိစေဖို့ဆိုရင်ဆပ်ပြာကဲဆပ်ပြာအတုံးရှိတဲ့အခဲရှိတဲ့နော်အမုံရှိတဲ့အရေးရှိတဲ့အထုပ်ရှိတဲ့ဘူးရှိတဲ့အစင်ပြေသလိုဆပ်ပြာလိုအပ်တဲ့နေရာမှာတင့်တော်သလိုမိမိတိုင်းနဲ့မိမိအစင်ပြေသလိုလှူဒန်းပြီးတော့တိုင်းလာသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။သားသမီးမိတ်ဆွေများအတွက် 2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးဟောရတာတော့အားရဖို့ကောင်းပါတယ်ကံကကိုယ့်ကိုမျက်နှာသာပေးနေပြီကိုယ့်ကိုအလှက်ပေးမယ်အလှက်ရောက်လာပြီအဲ့တော့ကိုယ့်ဘက်ကစူးစမ်းဖို့ပဲလိုပါတယ်ဗျဒါကြောင့်ငွေအားလူအားအကြံဉာဏ်အားတွေတုံပြီးတော့စူးစမ်းမယ်အချင်းလက်ရှိလုပ်ငန်းတွေကိုတိုးမလားချက်မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းသစ်အစီအစဉ်သစ်တွေစမလားအပြိုင်ဆိုင်အချိန်နဲ့စူးစမ်းမယ်ကိစ္စနော်အဲ ဈေးကွက်ပြိုင်တို့လုပ်ငန်းပြိုင်တို့အဲ့ဒါမျိုးတွေကောင်းတယ်ခကြီးသွားပြီးလုပ်ရတဲ့အလုပ်တွေအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေလည်းအလွန်ကောင်းပါတယ်ကိုယ်စီကိုယ်လည်းတည်င်းကောင်းအင်းတဲ့ကောင်းတွေရောက်လာတတ်တယ်အထူးသဖြင့်အသီးအနှံရေတွက်ကုန်တစ်တန်တွတ်တဲ့အသီးအနှံတာငါတစ်သီးဝလံဟင်းသီးဟင်းရွက်ရေတွက်ကုန်ရေချောင်းခကြီးရေလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပိုပြီးတော့စူးစမ်းတက်ပါတယ်နည်းနည်းလေးတော့ပင်မှန်မယ်နည်းနည်းလေးတော့မောမယ်တို့တော့ ပင်မအကျိုးနဲ့မဲ့မောဝကျိုးနဲ့မဲ့ချင်းဖြစ်ပါတယ်လို့ဒီလိုကိမျိုးမှာမိမိမိသားစုအတွင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် အထက်လူကြီးကြီးခဲ့သူတွေနဲ့လူကြီးမိဘတွေနဲ့စိတ်သဘောကွဲစရာလေးတွေတော့တတိထားပါလိမ့်မယ်နော်ကဲဒီလိုကိမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အစိမ့်ရောင်များများပါတော့ကဲအစိမ့်ရောင်နုနုရင့်ရင့်နော်အစိမ့်ရောင်များများပါတော့အဝတ်အစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင် ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးတော့ပဲရောင်းရောင်းအိမ်ရောင်းခြံရောင်းမြေရောင်းကားရောင်းနွားရောင်းကျက်ရောင်းငှက်ရောင်းဆိုင်ရောင်းပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲလုပ်လုပ်ကိုအလုပ်လုပ်နဲ့လုပ်နဲ့ပတ်သက်တဲ့လုပ်ငန်းလုံးပစ္စည်းမှန်သမျှကိုတည့်ရက်ခိုင်းလေးတက်ခိုင်းဆူဆူ၆၆ရှေ့ရှေ့တို့တို့တည့်ရက်ခိုင်းလေးတက်ခိုင်းနဲ့ရိုက်ပုတ်ပြီးဆူတောင်းပါကဲအဲ့ဒါအယောင်ဝရီကောင်းကြပါစေလုပ်ငန်းဆောင်တာတွေကြိုးတက်ကြပါဒီကိမျိုးမှာအင်္ဂါသားသမီးတွေကဟလာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ် ဈေးစကားတွေအယောင်းပဲဈေးစကားတွေတတ်မှတ်မယ်အချင်းချက်လုတ်ဖို့ဘယ်နေ့ဘယ်နိုင်ချိန်မယ်ဆိုတာမျိုးဆိုရင်နှစ်ကနန်း၆ကနန်းတွေဟာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်ကတိလိုကာလာမျိုးမှာအင်္ဂါသားသမီးများအရေးကြီးတဲ့ကိစ္စရှိတဲ့နေ့မျိုးကြရင်လေတန်ဖရာကြီးမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုတန်ဖရာကြီးလှူဒန်းဒါနပြုပြီးတော့ကဲအရေးကြီးတဲ့ကိစ္စတွေဆူတောင်းပါအောင်တားလေးရပါလိမ့်မယ်အဲ့ဒီကုသိုလ်လေးနဲ့တူနော် ်အင်္ဂါသာသမီးများကံပွင့်ကံမြင်ကြပါစေကံညာဝရိယ၃ချက်လုံးအာကောင်းအောင်ကျပန်တော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ပௌရုဟုသာသမီးမိတ်ဆွေများအတွက်ကဲရန္နာထုတ်တွေနဲ့မြူးမဲ့မဟာပௌဒုတို့အလှည့်ဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးဟောတာတော်တော်လေးဝမ်းသာအရာရှိမိပါတယ်လူတယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းမြင့်တက်သွားတယ်လို့အံ့ဩစရာကောင်းလောက်အောင်ဝမ်းသာစရာကြီးတွေကြုံတယ်ယာဒူးတိုးတယ်ဝင်ငွေလာစာတိုးတယ်လုပ်ငန်းကြီးတွေတိုးချဲ့ရတယ်ဆိုတာဟာဒီလိုကိမျိုးမှာလာပြီးကြုံရတာပါတယ် အေးငှားနေပြီအပိုင်ဖြစ်သွားပြီဆိုင်အသေးလေးကနေဆိုင်အကြီးချက်လိုက်ရပြီလုပ်ငန်းအသေးလေးကနေလုပ်ငန်းချက်လိုက်ရပြီဆိုတာမျိုးတွေဝန်ထမ်းဆိုလဲဝန်ထမ်းလိုရာထူးတိုးကိုပိုင်လုပ်ငန်းဆိုလဲကိုလုပ်ငန်းကိုအရှိမြင့်တိုးချက်အဲ့ဒါလိုအခြေအနေတွေဟာဒီလိုကိမျိုးမှာလာပြီးကြုံတတ်ပါတယ်ဗျာကဲအဲ့တော့ပေါ်တူသားသမီးများအခြေအနေပြေတော့မှာအရမီစူးစမ်းကြပါစို့လို့ပြောပြပါပါတိုက်တွန်းဟောကြားလိုက်ပါတယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်အပေါင်းနှံအခြေငါကိစ္စတွေအကျွေးတောင်းညင်တာတို့အကျွေးဆက်ချင်တာတို့ ပတ်ဆိုင်ချီးကျင်တာတို့ဝင်ငွေလာကတိုးဖို့ကြိုးစားတာတို့အပေါင်းအနှံအချင်းငါးကိစ္စတွေတံပိုးကြီးပစ္စည်းဝယ်ယူစုဆောင်ခြင်းဝယ်ခြင်းရောင်းခြင်းကိစ္စတွေကောင်းတယ်အနှစ်နှစ်လလကိုယူရမြွန်မှန်းထားတဲ့တံပိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်ဝယ်လို့ပဲရရလက်ဆောင်ပေးလို့ပဲရရဂါရဝပြုလို့ချီးမြှင့်လို့ပဲဂုံပြုလို့ပဲရရအဲ့လိုတံပိုးကြီးပစ္စည်းတွေဝင်လာတတ်တယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ယူရချက်အစီအစဉ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ယူရချက်အစီအစဉ်တွေအောင်မြင်တတ်တယ် မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပွဲလမ်းတပင်များလဲကြိုးရတာပါတယ်ဗျကတလိုကိမျိုးမှာပௌဒုသာသမီတွေတတိထားစရာကတော့သာသမီအောက်လက်ငယ်သားကိစ္စနဲ့လေတတိထားအထက်လူကြီးနဲ့အောက်လက်ငယ်သားချာမှာကန့်လန့်ကန့်လေးညက်ပြီးတော့ရှင်းရလင်းရညင်းရခုံကလေးတွေတော့ဖြစ်တတ်ကြပေါ့နော်အဲ့တော့ဒီကိမျိုးမှာပௌဒုသာသမီတွေကကားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ချက်ငါးချံကွန်ရုပ်ချက်တော့အဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူး အောင်မြင်နိုင်ပါတယ်ခင်ဗျာနော်အဲ့တော့ဗုဒ္ဓသားသမီးများဒီတလားတာအတွင်းမှာကံရင်အပံမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာအဖြူရောင်တို့အစိမ်းရောင်တို့ငွေရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးစေပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်ပြင်ရောင်းခြံရောင်ကားရောင်းနွားရောင်ကြားရောင်ငါးရောင်ပဲဖြစ်ဖြစ်ကြက်ရောင်ဝယ်ရောင်ဇက်ရောင်ဆိုင်ရောင်ပဲဖြစ်ဖြစ်ခဲတံလေးတစ်ချောင်းနဲ့ ရောင်းညင်တာတွေလုပ်ငန်းလုံးပစ္စည်းတွေကိုတို့ခောက်ပြီးတော့ဆူတောင်းမှာတတိယတိုင်းအားတိုင်းသာခောက်နေအောင်နော်ဒီတလတာမှာပုံထူသားသမီးများတွေကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကနန်းနေဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်းမကိစ္စဈေးစကားတွေတတ်ပတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မယ်ဆိုရင်တစ်ကနန်းနှစ်ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရွှင်စီပါလိမ့်မယ်ကဲဒီလိုကာလာမျိုးမှာပုံထူသားသမီးများကံရဲ့အပမှုရရှိစေဖို့ဆိုရင်ကိုကိစ္စကြီးငယ်အရေးကြောင်းရှိတဲ့နေမျိုးတွေမှာနွားနုနဲ့ကိတ်မော ကဲအဆင်ပြေသလိုပါပဲနွားနုတ်ဖြစ်ပြီးတာပဲနွားနုတ်နဲ့ဂိတ်မုံဂိတ်မုံလဲဆူဆူ၆၆မိမိအတိုင်းတိုင်းနဲ့မိမိအဆင်ပြေသလိုပေါ့မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့ပုဒ်ဒုသာသမီများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပန်းတော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ကြာသာရိသာသမီမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာက စိတ်နှက်ခွဖြစ်စရာလေးတွေမတင်မကြမရေမြာလေးတွေဇွေဇွေဖြစ်စရာလေးတွေများတတ်တယ်။ခြေတူပါကောင်းတော့နောက်ဆိုပါကောင်းတော့ငါဒီမှာဆက်နေမယ်မနေတော့ပါဘူးလေဒီလှုပ်ဆက်လုံးမယ်မလှုပ်တော့ပါဘူးလေမတင်မကြလေးတွေများတတ်တယ်။ကိုတိုင်းတောင်းမှမတင်မကြမရေမြာဆိုတော့ဇွေမျိုးမိတ်ဇွေလို့ဖို့ကံဘက်တွေမိသားစုတွေကလည်းအမလီသူစကားနှင်းနေစားမနေရပြောတော့တမျိုးခုတမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတတ်တယ်။ကိုကလည်းသူများတွေကိုစိတ်တိုင်းမကြသူများတွေကလည်းကိုယ်ဆိုမကောင်းမြင်အထင်လွဲအဲဒီမှာငါအိမ်မှာမနေတော့ဘူးလို့ နော်ဘာမို့ဒါလေးနဲ့လင်းမြချင်းကွက်မဲ့တမိသားချင်းပြတ်မဲ့တို့ငါဖုန်ကြီးတွားဝတ်တော့မာတို့သီလရှင်တွားဝတ်တော့မာတို့ဒါမျိုးတွေဖြစ်တတ်တယ်စိတ်နဲ့ကိုယ်နဲ့မကတ်တွေဖြစ်ပြီးတော့ငွေမပစ္စည်းမဝယ်မအယောက်မအဆုံးပြတ်မခရီးပေးမစကားမလေးတွေတရီပြူပါတကယ်ယောဂကြီးကြီးမားမားမဟုတ်ပဲနဲ့စိတ်ထောင်းကိုကြည့်ဆိုတဲ့လိုမျိုးကျမ်းမာရေးလာဖြစ်တဲ့ထိခိုက်တတ်တယ်ငွေတွေပစ္စည်းတွေအလေလွတ်အဆုံးရှုံးအကြပေါက်များတတ်တာလေးတရီပြူပါဒုက္ခအနေနဲ့ကြီးကြီးမားမားတော့မရှိဘူးသို့တော့ဇပင်လေးနဲ့ချောင်းသုံးချောင်းလောက်ဖြူဟလာအောင်တော့စိတ်နောက်ချက်လေးကြီးဖြစ်တတ်တယ်အဲ့တော့ဒီလိုကိမျိုးမှာက ကိုယ့်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်ပဲဖြစ်ဖြစ်နိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စအဝဝပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအဝဝအဲ့ဒါတွေဒီကထားပြီးစူးစမ်းတင်တယ်။နောက်ငွေတွေဘာတွေစုဆောင်းမယ်အစားရွှေတို့ရန်နာပစ္စည်းလက်ဝယ်လက်စားစုဆောင်းတာမျိုးဖုန်းတို့မြေကွက်တို့ အထက်ထိဖက်နတ်ဂလီယက်စစ်ပစ္စည်းတို့အဲ့ဒါမျိုးတွေအားပြုပြီးတော့ဝယ်ယူစုဆောင်တဲ့ကာလဖြစ်ပါတယ်အထက်အလိတ်ထိဖက်နတ်ဂလီယက်စစ်ပစ္စည်းဓာတ်စီဒီဇယ်တတ်တတ်တတ်ထုနှံ့နွားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေနောက်လီလန်ကန်ထရိုက်ဆန်ဆန်လုပ်ငန်းမျိုးတွေပို့ပြီးတော့စူးစမ်းတင်ပါတယ်နော်ကဒီလိုဂိမ်းမျိုးမှာခရီးသွားလာရတဲ့ပို့ဆောင်ရေးနည်းနည်းလေးစိတ်ရှောက်ရတတ်တယ်ခရီးဖက်နာတို့သွားကျင်တဲ့ခီးကမသွားပြည့်မသွားကျင်တဲ့ခီးကပေါ်လာတို့ဒါလေးတော့နည်းနည်းရှိတတ်တယ်လမ်းမှာငွေပြောက်ပစ္စည်းတောက်လေးတွေတရီတာကဲအဲ့တော့ခြာသပေးသားသမီးတွေက အရေးကြီးတဲ့ကိစ္စအကြီးကြီးမားမားရှိတဲ့အခါတွေမှာကံရဲ့အပံပိုးရရှိစေဖို့အတွက်အနဲ့ရောင်ခရမ်းရင်အပြာရင်အယောင်ရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်လုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆိုင်ခင်းပြီးတော့ပဲရောင်းရောင်းအိမ်ရောင်းခြံရောင်းမြေရောင်းကားရောင်းနွားရောင်းကြားရောင်းငါးရောင်းမဖြစ်ဖြစ်ကြက်ရောင်းဝက်ရောင်းဆက်ရောင်းမဖြစ်ဖြစ်နောက်တစ်ခုကတော့ဘယ်လုပ်ငန်းမယ်လုပ်လို့ကိုလုပ်ငန်းနဲ့ပတ်သက်သမျှအဆိုင်ပုတ်တွေအာနော် ဘောက်ချာတွေပြေစာတွေအလုပ်စပွဲကောင်တာစပွဲတွေပတ်စံထည့်တဲ့ဘုံတွေခွက်တွေလုပ်ငန်းသုံးပစ္စည်းတွေကိုပလင်းလင်းတလုံးအဆင်ပြေတဲ့တော့တဲ့ပလင်းလင်းတလုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းမှာဒါလေးအယောင်ဝယ်တွေကောင်းမှုနဲ့လုပ်ငန်းဆောင်တာတို့တဲ့ကိုနော်ကတိကာလမှာကြာသပိတ်သားမိမိတ်ဆွေများအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်အခန်းနံပါတ်တွေရွေးဖို့အကြောင်းပေါ်လာတဲ့အယောင်ဝယ်ကိစ္စဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်ဘယ်နေ့ဘယ်နိုင်ရွေးမယ်ဆိုရင်၅ကဏ္ဍခုနှစ်ကဏ္ဍတွေဟာကို့အတွက်ကံကောင်း လက်ရှင်စေပါလိမ့်မယ်။ကတိလူကိမျိုးမှာကြာသပိသားသမီးတွေကံရဲ့အပါမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့နေမျိုးမှာမုံတီကဲဘာမုံတီပဲဖြစ်ဖြစ်ပြမုံတီလှူဒန်းပြီးတော့ဆူတောင်းမှာကဲအဲ့ဒါလေးနဲ့ကြာသပိသားသမီးများကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအကောင်အောင်လဲကျိုးပန်းတော်မူနိုင်ကြပါသည်ခင်ဗျာ။ ဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကလေအပြောင်းအလဲတွေအပြောင်းအရွှေ့တွေအစီအစဉ်အတစ်တွေအလွန်ကောင်းပါတယ်အဲ့တော့အိမ်အဟောင်းနဲ့အတစ်လုပ်ငန်းအဟောင်းနဲ့အတစ်တာဝန်အဟောင်းနဲ့အတစ်အဲ့လိုမျိုးနှစ်မျိုးနှစ်ခွတွေရှင်လာခဲ့ရင်အိမ်အတစ်လုပ်ငန်းအတစ်နေရာအတစ်အစီအစဉ်အတစ်တာဝန်အတစ်တွေဘက်ကိုဦးစားပေးပြီးတော့ဆုံးဖြတ်တင်ပါတယ်ငြိမ်ငြိမ်ကြီးနေရင်နေသလား ဒီအလုပ်ဒီနေရာမှာပဲဆိုရင်နည်းနည်းလေးအဆင်မပြေအထက်ငေါအဖူထစ်ကြားမိုက်ကိစ္စလေးတွေများတတ်တယ်ပေါ့နော်မဟုတ်ချဖြစ်မယ်မဆိုလိုပေမဲ့အပြောင်းအလဲလေးရှိရင်ကောင်းတယ်ဒါကြောင့်ဘာမှအပြောင်းအလဲအသေးစားပါညာမရှိဘူးဆိုရင်တောင်ကိုယ်လက်ရှိအလုပ်လက်ရှိအိမ်နေရာတွေမှာအတန်ရှင်းပါညာလုပ်ပြီးမွန်မှန်ပြင်ဆင်တာမျိုးတွေလုပ်လိုက်တဲ့နဲဒီအလုပ်စပွဲဟိုနားလေးရွှေ့ထားဒီခုံနဲ့ထိုင်နေကြအနေနဲ့ခုံလေးနဲ့ပြောင်းထိုင်မယ်စတဲ့ဖြင့်ပေါ့အပြောင်းအလဲလေးတွေလုပ်ပေးစေချင်ပါအဲ့ရာလေးစတိပြပြရွှေ့အေးလိုက်မယ်နော်အပြောင်းအလဲလုပ်ပေးစေချင်တယ်ခကြီးတူတူရှိရှိနီနီဝေဝေခကြီးသွားလို့ကောင်းတယ် ဲခရီးကိစ္စတွေအကျိုးပေးတတ်တယ်။ကိုယ့်စီကိုယ်လက်တရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်။တခုရှိတာကဒီကိမျိုးမှလေစနေသားသမီးသို့မဟုတ်တက်ကြီးရွယ်ဟိုနေမကောင်းကျမကြီးညံ့သူညအိညာနေလက်ညအိညာနေရောက်လာရင်တော့နင်းတလေးတရီထားပါသူ့အတွက်ကောကိုယ့်အတွက်ကောအင်ရှင်အတွက်ကောဧည့်သည်အတွက်ကောနင်းတလေးမကောင်းဘူးပေါ့နော်အဲ့တော့ဒီလိုကိမျိုးမှတောက်ကြသားသမီးတွေကအိမ်အဆောက်အဦနေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ရွယ်ချက်အစီအစဉ်တွေအဆောက်ကိစ္စတွေအိမ်ဆောက်ပစ္စည်းတွေဆောက်လုပ်ရေးတွေ ုတ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကိုင်မဲ့ကိစ္စမျိုးတွေလူချင်းမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအကူအညီတောင်းမဲ့ကိစ္စမျိုးတွေစူးစမ်းတင်ပါတယ်နည်းနည်းလေးတော့မီလီယာစစ်အပူတကိုးဆိုတာမျိုးတွေပို့ပြီးကိစ္စရလိမ့်မယ်ဘယ်ကိစ္စမှမဆိုဒုံနှုံချပြီးတော့တတိကြီးကြီးတတိကောင်းကောင်းနဲ့စူးစမ်းဖို့တော့အရေးကြီးတယ်လူတယောက်ရဲ့ဘဝမှာထိတ်ဆုံးတက်သွားရင်လည်းဒီကိန်းအောက်ဆုံးပြုတ်ကြရင်လည်းဒီကိန်းအတက်ကြတော့ကျန်တယ်ကိုယ့်ဘဝမှာလည်းမူတည်လိမ့်မယ် ကိုယ့်ဘက်ကပိုင်ပိုင်နိုင်နိုင်ပြည်ပြည်ပြည်လောက်တဲ့ကိစ္စတွေမှာထိတ်ဆုံးတန်းကိုရအောင်အောင်မြင်မှုကြီးမားတာပြီးတော့မဆိုးမပို့သွားလို့မြင်လဲပဲဆုံချုံနေတာမှုကြီးမားတာပါတယ်။ဒါကြောင့်လုံးမဲ့ကိစ္စဆိုရင်လည်းနောက်မဆုံးစတန်းလုံးပြီးတော့မတရားတဲ့ကိစ္စတွေလည်းမလုပ်စေချင်ဘူးပေါ့။ကဲဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကကံရဲ့အပံမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စအကြီးအမားရှိတဲ့နေမျိုးတွေကြရင်အနီရောင်လို့ကြက်သွေးရောင်လို့ခရမ်းရောင်လို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်လုံးသွဲပါ။ ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဘာပစ္စည်းပဲရောင်းရင်ရောင်းရင်ဆန်ခင်းပြီးရောင်းတဲ့ပစ္စည်းမျိုးပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းမြေရောင်းကားရောင်းနွားရောင်းကြားရောင်းပဲဖြစ်ဖြစ်နောက်အလုပ်လုပ်တဲ့ပစ္စည်းတွေကိုယ်အလုပ်နဲ့ပတ်သက်တဲ့လုပ်ငန်းဆိုင်ပုတ်တွေကောင်တာဇပွဲတွေအလုပ်ဇပွဲတွေပကံခွက်ရောက်လုပ်ငန်းသုံးပစ္စည်းတွေပေါ့ချပြေစာအဲ့လိုဟာမျိုးတွေကိုအုံမုတ်ခွက်လေးတစ်ခွက်ကဲအုံမုတ်ခွက်လေးတန်တန်လေးပေါ့ဗျအဲ့ဒါလေးနဲ့ဟောင်းဟောင်းတစ်တစ်အုံမုတ်ခွက်လေးတစ်ခွက်နဲ့ ခောက်ပြီးတော့ဆူတောင်းပါဘယ်နဲ့ချင်းရဲ့မဟုတ်ဘယ်နဲ့ရဲ့မဟုတ်တတိယတိုင်းခောက်အားတိုင်းခောက်ပြီးတော့ကဲလုံငန်းနေလဲတိုးတက်ကြပါစေအယောင်ဝင်လဲပွင့်လန်းကြပါစေတောက်ကြသားသမီးများအတွက်ဒီတလအတွက်မှာကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနေကဟာလာအဲအိမ်ရောင်းခြံရောင်းအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်လုပ်ငန်းနဲ့ပတ်သက်တဲ့နံပါတ်တွေရွေးဖို့ပေါ်လာတဲ့အခါမျိုးကြုံလာတဲ့အခါမျိုးအယောင်ဝင်ဈေးတက်မှတ်မယ်อืมအချင်းချက်ဘယ်နေ့ဘယ်နိုင်ချင်းမယ်ဆိုတာမျိုးဆိုရင်တိကနန်း6ကနန်းနေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ် ဒီလိုကိမျိုးမှာတောက်ကြသားသမီးများအရေးကြီးကိစ္စကြီးမှရှိတဲ့နေ့တွေကြရင်ဖြောရည်အေးလှူဒန်းပြီးတော့ဆူတောင်းအောင်ညဆိုပါဗျာမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနပြုပြုပြဖြောရည်တက်သီးဖြောရည် ready made ဖြောရည်ဘူးအေးဘူးအချိုကြီးပလင်ဒါတွေလည်းရတာပေါ့အဲ့ဒါလိုဖြောရည်တို့အေးအေးတို့တစုံတရာလှူဒန်းပြီးတော့တောက်ကြသားသမီးများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျောပန်းအောင်နိုင်ကြပါသည်ခင်ဗျာ ဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လာတလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာကဲဒီလိုဂိမ်းမျိုးဟောရတာတော့ကျွန်တော်လဲလုံကြီးတိုတိုနေနေဝက်ပြီးအားထက်ပြီးဟောရတဲ့ဂိမ်းမျိုးပြုဘာလို့လဲဆိုတော့ဒီချင်းဟာအောင်မြင်ခြင်းဂုံအတက်ကိုယုံတဲ့နေရာတယ်လို့ပဲဂုံအတက်ကလေးကိုရောက်ခံနေပြီအောင်မြင်ခြင်းတောင်ထိပ်ကိုရောက်ခံနေပြီ ရောက်လည်းမရောက်သေးဘူးအဲ့တော့ဒီချိန်လေးမှာလူကလေလက်ပန်းကြအခြေကုန်လက်ပန်းကြပြီးတော့ဆက်လောက်ရမလို့လို့လက်ပဲလျှော်လိုက်ရမလို့လို့ဆိုတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီချိန်လေးမှာစနေသားသမီးမိတ်ဆွေတွေကကိုစိတ်ကူးရည်ရွယ်ထားတဲ့ကိစ္စတွေကိုလှုပ်လက်ဆလုပ်ငန်းဆောင်တာတွေကိုအားတင်းပြီးတော့စိတ်အာရုံကိုစုစည်းပြီးတော့အယမီဆက်ပြီးစူးစမ်းစေချင်ပါတယ်နေရိပ်အလာနေပူကစောင့်ဆိုတယ်လို့ပဲဒီချိန်လေးမှာတော့နည်းနည်းလေးဘဝနေချိန်လေးပြင်းလိုက်မယ် ို့တော့ဒီအချိန်မှာအားခက်ပြီးစူးစမ်းခြင်းအသီးအဖွဲ့ကြော်စရာရှင်စရာတွေမကြခင်ခံစားရတော့မှာပါနော်ကဲဒါကြောင့်ငွေရလူဝအကြညာတွေစူးစိပြီးတော့စူးစမ်းတဲ့နဲ့ဘလောက်ပဲတတိထားတာကြမ်းဖန်ပြီးအကျွေးတင်တတ်တယ်ကဲတင်စရာရှိလဲပိုင်းမနေနေလားတင်ပြလိုက်ပြီးတော့ပဇာနေပါတွေကြာနာချီငါဆွဲယုံပြီးတော့လုပ်ငန်းရင်းနှီးမြှုပ်နှံတာတို့အိမ်နေဆိုင်နေအစားအုပ်ကိစ္စတွေစူးစမ်းတာတို့ကုန်ပစ္စည်းတူလောင်တာတို့ဒါမျိုးတွေပြုတ်တဲ့နဲ့နောက် စတ်တူတွဲပြီးလုပ်မဲ့လုပ်ငန်းတွေစာချုပ်ချုပ်ဆိုပြီးလုပ်ကြရမယ်လုပ်ငန်းမျိုးတွေကောင်းတယ်ဆန်တို့စီတို့ဆေးတို့စားတို့စက်မှုစိုက်ပျိုးစိန်စာဥစာတမ်းအဲ့ဒါလုပ်ငန်းမျိုးတွေစိုက်ပျိုးရေးနဲ့ပတ်သက်သောစားတော့ကုန်ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းနဲ့ပတ်သက်သောကိစ္စတွေပို့ပြီးတော့စူးစမ်းတဲ့ဘဝမှာအရေးကြီးတဲ့ရည်ရွယ်ချက်ကြီးတွေကိုထူထောင်တာတို့အခြေတည်တာတို့အစပြိုးတာတို့ကိုအားခဲ့ပြီးတော့ပိုင်ပိုင်နိုင်နိုင်လုပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ် လောလောဆယ်တော့ဇပင်လေးနဲ့ချောင်းသုံးချောင်းတော့ဖြူလာတော့အောင်နည်းနည်းလေးစိတ်မောလူမောလေးတွေဖြစ်မယ်ပေါ့နော်သို့တော့မကြခင်မှာဒီစူးစမ်းခြင်းအတိအဝန်ခံစားတော့ပါပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာငွေတွေပစ္စည်းတွေအလွေနဲ့အကြပေါက်များတာတာသတိပြုပါကားတို့ကွန်ပျူတာတို့နဲ့ပတ်သက်လို့စိတ်ရှုပ်ရှားလေးတွေရှိတတ်တယ်မိမိဦးဆောင်ပတ်သက်တဲ့ကိုယ်နဲ့ပတ်သက်နေတဲ့အလှူမင်္ဂလာပွဲလမ်းတဲ့ပင်ကိစ္စများနည်းနည်းလေးစိတ်နောက်ချက်လေးတွေရှိတတ်တယ်ကတဲ့လိုကိမျိုးမှာစနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားတွေရှိတဲ့အခါမျိုးတွေမှာ အနီရောင်ချက်သွေးရောင်ခရမ်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့လည်းအောင်ဆိုဘာပဲရောင်းရင်ရောင်းရင်ပစ္စည်းကြီးကြီးသေးသေးဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းကားရောင်းနှွားရောင်းပဲဖြစ်ဖြစ်နောက်ကိုအလုပ်လုပ်နေပတ်သက်တဲ့ပစ္စည်းတွေအလုပ်ငန်းဆိုင်ပုတ်တို့အလုပ်စပွဲတို့ကောင်တာစပွဲတို့နော်အဲကိုလုပ်ငန်းသုံးပစ္စည်းတွေပကံခွဲရောက်တွေနော်ပေါင်ချာတွေပြေးစာတွေလိပ်စာကတ်တွေကို စားထုတ်လေးတထုတ်ကဲစားလေးတစ်စုံလောက်ကိုလက်ကင်မွယ်လို့ဟာလေးနဲ့ထုတ်ပြီးစားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးတော့စူတောင်းမှာဘယ်နဲ့ချက်ဘယ်နဲ့ခါရမဟုတ်ဘူးတတိယအတိုင်းထုတ်နေအားတိုင်းသာထုတ်နေဘာလို့မှမသိအဲ့ဒါနဲ့သာထုတ်နေနော်ကဲဒီတလားဒါမှာကို့အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်လုံးမယ်ဘယ်နေ့ဘယ်နေ့ဆိုရင်၃ကနန်း၆ကနန်းတွေဟာကို့အတွက်ကံကောင်းလိုက်ရှင်အကျိုးပေးအားကောင်းနေပါလိမ့်မယ်ကဲဒီလိုလာမျိုးမှာစနေသားသမီးတွေ ခံရဲ့အပံမှုရဖို့ဆိုရင်နေတိုင်းမဟုတ်တော့မှပဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးတွေမှာဘုံတို့ခောက်ဆွဲညဆွာဖရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒါလေးလှူဒန်းဒါနပြုပြီးတော့ကံရဲ့အပံမှုရရှိကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုပန်းတော်မူနိုင်ကြပါစေခင်ဗျာ